တိုင်းပြည်ကံကြမ္မာကြီးကိုခမောက်လက်ထက်မှာကျွန်တော်ထားရတာကြောက်တော်ကြောက်လာတယ်ခင်ဗျားတို့တိုင်းပြည်ကံကြမ္မာကိုခမောက်လက်ထက်မှာထည့်ထားရတာခင်ဗျားတို့ကခင်ဗျားတို့ယူသွားတာခင်ဗျားတို့ကတော့ကင်ထားပြီးတော့ခင်ဗျားတို့ကတော့လုံချင်လုံနေတာမျိုးပြီးတော့ကျွန်တော်တန်ဖိုးကျွန်တော်တို့ပွင့်လာပြန်တိတ်ကိုကျွန်တော်တို့စိုးရင်လာဒီတိုင်းပြည်ကံကြမ္မာခင်ဗျားတို့လက်ထက်မှာသမရာကြီးတိတ်ဖြစ်ချင်တယ်ဆိုတော့မသေးခင်သမရာကြီးဖြစ်လိုက်ရတယ်သိပြောပါပြီဆိုတော့အိမ်မက်ပါ ဟိုင်းချရမြဝပီတူညီကိုမော်ရမများအလုံးပဲမင်္ဂလာပါ။ News Page Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ။2025ခုနှစ်မတ်လ17ရက်နေ့ကျွန်တော်နေ့လယ်ပိုင်းနဲ့ညနေပိုင်းအတွက်နောက်ဆုံးကြားသိရတဲ့သတင်းတရင်းကောင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ဆိုတော့ကျွန်တော်ခါတိုင်းလိုပဲပေါ့နော်။ဗီဒီယိုဒီမှာချစ်ခင်ပါအယိုးဆုံးနေတဲ့ဒီနေ့နေ့ခင်ပိုင်းမှာကြားသိရတဲ့သတင်းတရင်းချို့အယိုးဆုံးချစ်လိုက်ရအောင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ အရခတ်တော်အေထုဆက်ကြောင့်ဗရောင်မြို့နယ်မှာရှိတဲ့အဟိုင်မာစခန်းဖြစ်တဲ့ညောင်ချုစခန်းကနေပြည်မစကောင်စီတပ်ဖွဲ့ဝင်တွေစုခွာထွက်ပြေးနေပြည်မစကောင်စီတပ်အားဆိုရင်ပြည်မြို့မှာလွန်ချွဲသွင်းမြိုက်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ညောင်ချုကနေစစ်တပ်ဆုပ်ပြီးအိုးရှိပင်ပဲရောပြည်ပဲရောဆုတ်လာတာတိုက်ပွဲကပြည်နယ်နဲ့ဆယ်မိုင်တောင်မဝေးတော့ဘူးပြည်မှာပြူစော့ထိရအများကြီးတုံးပြီးတော့မှအရန်ဆင့်နေတယ်ဆိုပြီးတော့မှကျွန်တော်ပြည်မြို့ခံတို့ကနေပြည်မှာပြောဆိုထားတာပဲဖြစ်ပါတယ်။အခုဆိုရင်စစ်ခွေးတတရတော့တော်တော်လေးကိုတုံးလို့ချောက်ချမ်းနေတာဖြစ်ပြည်မှာပေါ့နော်ကျွန်တော်အေအေနဲ့ပုံတပ်ဖွဲ့ဝင်တွေထုတ်ဆက်အားဆိုရင်ပြည်မြို့နဲ့အိုးရှိပင်ကိုတဖြည်းဖြည်းနဲ့ ဝင်ရောက်လာဖို့နှိစက်နေတာပဲဖြစ်ပါတယ်မကြာခင်မှာတော့အစ်စကောင်စီရဲ့ကပါဆာဆလင်းနေယုံတွေကတော့ကျွန်တော်တော်လိုင်းရဆူတွေရဲ့လက်ထဲကိုကြောက်ရမယ်ဆိုတော့ချင်းတိပုတ်ပြောလို့ရနေပြီပဲဖြစ်ပါတယ်နောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့ပကိုးတိုင်းတာယိုရီခေအန်တွင်းမှာရှိတဲ့ပြည်နယ်တွေမှာကျွေးရံနဲ့ရက်ကွက်အချွေမှုတွေပြူစောထိတဲ့တရင်ပိတွေပါဝင်စစ်တပ်ပိတော်သား20ဦးခန့်ပြစ်ခတ်ခံရပြီးတေဆုံသွားပြတဲ့နောက်ပိုင်းမှာပြူစောထိတွေကိုလည်းနဲ့တက်ဆင်ပြီးတော့မှ တဲ့ရဆောင်အနေနဲ့စတင်ထရှိနေပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်2025ခုနှစ်ဇန်နဝါရီလပိုင်းကနေစတင်ပြီးတော့မာတာယိုရီခင်အတွင်းမှာရှိတဲ့ကြေးရတွေကလူငယ်တွေပေါ်တာဆက်ဖန်းစီချင်းနဲ့ပြည်သူတွေကိုနှီးမျိုးစုံနဲ့ဖိနှိပ်နေတဲ့အချမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှုတွေနဲ့စစ်တပ်တောက်တိုင်တွေကိုတော်လှန်ရေးတပ်ဖွဲ့တွေရနေပြီးတော့စစ်တပ်တိုက်ခိုက်လာလို့ တေဆုံးမှုတွေမြင့်တက်လာတဲ့အချိန်မှာစစ်တပ်ဘက်ကနေပြတော့မှအခုလိုမျိုးပြဆိုတွေကိုလည်းနဲ့တက်ဆင်ပြတော့မှလုံချွေးပေးလာတယ်လို့ကျွန်တော်တို့သိရှိရပဲဖြစ်ပါတယ်ဒီကောင်တွေဘက်ကနေပြတော့မှဘလိုပဲလုပ်နေပါစေကျွန်တော်တို့တော်လိုင်းရရဆိုတွေကနေပြတော့မှပါနော်တွေ့ရနေမှာပဲစစ်ခွေးနဲ့သူတို့တော့တိုင်တွေကိုရှင်းပြမယ်ဆိုတော့ကျွန်တော်တို့တေချာပေါပြောလို့ရတာဖြစ်ပါတယ်စကွေးတိုက်အနေနဲ့အခုဂရက်လင်းနဲ့ချအညံ့ခံပြတော့မှပီတူဘက်ကိုအလင်းဝင်ဘူးဆိုရင်တော့နောက်နောက်ပေါ့နော်မျောစာဖြစ်ကျွန်တော်တို့ပီတူတွေကနေပြတော့မှပြောင်းလဲပေးချင်အောင်ခိုင်းမယ်ဆိုတဲ့ကြောင့်ဒီနေ့ကနေအတိအလင်းအတိပေးလို့ပါတယ် ဆိုတော့ကျွန်တော်ဒီနေ့နေ့ခင်မိုက်မှာပထမဆုံးအနေနဲ့ကျင်းပါကတော့အာခတ်တတော်ကနေပြန်မှညောင်ချိုတိုက်ပွဲမှာစခွေးတတိုက်ကိုပါနော်မြစရီနဲ့စတဲ့ဗီဒီယိုမှာပြခတ်တက်ခဲ့နေပြီဆိုတဲ့အကြောင်းတင်ဆက်ထားတဲ့ရေဘော်ရှင်လေးဗီဒီယိုလေးပဲဖြစ်ပါတယ်။ရေဘော်ရှင်လေးဘယ်လိုမျိုးတွေပြထားလဲဆိုတာကျွန်တော်စကြည့်လိုက်ရအောင်နော်။ဒီကနေ့မှာအရကတက်တော့အင်းနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကမစ်ဆိုင်အတွဲလိုက်ပြစ်ခတ်မှုဒီပြစ်ခတ်မှုအတွင်းထဲမှာပဲညောင်ချိုစကန်မှာရှိတဲ့အချမ်းဖတ်စစ်ခွေးငစနူကောင်တွေအလဲအကွဲအတို့အပြက်အသေးအကြည့်လွန်စွာ များပြားစွာနဲ့စုပ်ခွာ ဖက်ပြေးနေကြရပါတယ်อืมကောင်းလိုက်တဲ့တရေပဲတခါတိုက်အရှိကိုတခါရှင်းဒီကောင်လေးခင်းတဲ့မိုင်းကိုလည်းရှင်းရသေးတယ်ဒီကောင်ဒီရုပ်ပြက်စင်းပြက်ဖြစ်နေတဲ့အစအနတွေအဲ့ဒါတွေလည်းကျွန်တော်တို့မှာရှင်းရသေးတယ်ပြီးရပြီးသွားပြီလားမပြီးသေးဘူးကျွန်တော်တိုက်ကြတာကတနိုင်ငံလုံးဆိုတော့အရှိကိုတိုးတိုးတိုးတခါသမင်းစားပြက်လူကပမန်နာကတစ်မျိုး နေရပူရာကတစ်မျိုးဆိုတော့ ဒီအခြေအနေတွေကိုလည်းကျွန်တော်တို့ဒါလူငယ်တွေလက်ရှိကြုံတွေ့နေရတဲ့အခြေအနေတွေကိုကျွန်တော်မိဘတွေကိုအာကျွန်တော်ကတော့ဒါလူငယ်ပြပလူငယ်လူတပြနေခြင်းဖြစ်ပါဒါကတကယ့်မြေပြင်ရဲ့အရှိတရားဖြစ်ပါတယ်ဟုတ်ပြီညောင်းညောင်းစကမ်းမှရှိတယ်ဂျမ်ဖက်စစ်ခွဲတုံးယုံကြဆုံးခဲ့ပါတယ်ပြီးတော့ခွေးပြီးပြထွက်ပြေးတဲ့ကောင်တွေကလည်းအများအပြားထန်ရရှိသွားကြတယ်ဘလောက် တောင်များလဲဆိုရင်သူတို့ရဲ့မြို့နယ်စေယုံတွေမှာ စည်းကမ်းတွေပါ မကြံဘလို့မှကုသလို့မရတဲ့အခြေအနေပြည့်ကျက်ညက်လွန်းလို့မြို့နယ်ခမ်းမမှားထောင်မှဖြစ်တယ်လို့ရှိကုနေရပါကြောင်းကြောင်းရမိပါတွေကိုအတိပေးလိုတယ်ဆိုတော့အဓိကအဖြစ်ကတော့ကျွန်တော်တို့စည်ရပြတ်မှတ်ကကျွန်တော်တို့မှာအမြဲတမ်းအစဉ်တစိုက်ရှိပါတယ်ဆိုတော့တိုက်ပွဲဖြစ်ပွားဖွင့်တဲ့နေရာတိုင်းမှာရှိတယ်ကျွန်တော်ရမိပါပြည်သူတွေမပေါ်ဆဖို့ကျွန်တော်ဒီကနေပြီးတော့ထူးထူးပေးလိုတယ်อืม ဆိုတော့လက်ရှိအခြေအနေမှာညောင်ကျိုးစကန်းကကျသွားပါပြီဆိုတော့ညောင်စကန်းကျဖို့ကိုလည်းပဲကျွန်တော်တို့ရဲ့ဒါစီးပုံဖော်တဲ့နေရာမှာကျွန်တော်တို့ပြည့်ပြည့်တာတာပုံစံကိုကျွန်တော်မိဘတွေတွေ့မိခဲ့ပြီးဖြစ်မှာပါဆိုတော့ညောင်ကျိုးစကန်းကျသွားပြီးပဒေါင်းမြို့ကအော်တိုဆို့အောင်ပါဆိုတော့ဒီစစ်စင်ရေးကဒီမှာပဲလားမဟုတ်ဘူးတော့ကျွန်တော်ရဲ့မိဘအခုချိန်မှာအုံးရှစ်ပင်မှာရှိတဲ့ဂျမ်ဘတ်ဖက်စစ်ခွေးတွေအသေးအတန်ပြာရာခတ်နေကြပါတယ် ဟုတ်ပြီသူတို့တပြက်နေပြီလို့လဲကျွန်တော်တို့တတွင်းအခြေအနေတွေကျွန်တော်တို့တဲ့င်းတွေကြားထားရပါတယ်။စာဒါကတော့သူတို့ရဲ့တမိုင်းမှာကျွန်တော်တို့တမိုင်းကတော့ကျွန်တော်တို့ကတော့မှုတ်ချိန်မှာပဲကျွန်တော်တို့ကကျုံးစရာရှိတယ်ကျုံးမှာပဲကျွန်တော်ပြီးပါ။ဟုတ်ပြီ။အုတ်ရှစ်ပင်ကိုလက်ရှိအချိန်မှာလဲအကျမဖက်စစ်ခွေးတက်တင်းနန်းသားအစ်စ်လက်လက်ဆက်ဆက်ကောင်းလေးတွေကိုမရမနာပုံနေကြပါတယ်။ ကျဒီမှာရေဘော်ရှင်းလေးပြောထားတဲ့အတိုင်းဆိုရင်အခုဆိုရင်စက်ကောင်စီတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှပါနော်။ညောင်ရှိုးစခန်းကိုလွတ်လွတ်ဆွန်းဆွန်းရတာဖြစ်ပြီးတော့မှ A နဲ့ပုံတပ်ဖွဲ့ဝင်တွေကတော့ကျွန်တော်တို့အိုရှပ်ပင်မြို့ကိုစတင်ချစ်တက်လာပြီဆိုတဲ့အကြောင်းကိုကြားသိရတာပဲဖြစ်ပါတယ်။ရှေ့မှာကျွန်တော်တို့ဖတ်ခဲ့တဲ့အတိုင်းပဲပေါ့နော်။ A နဲ့ပုံတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှအိုရှပ်ပင်နဲ့ပြည်မြို့ကိုတဖြည်းဖြည်းဝင်လာတာဖြစ်ပြီးတော့မှစက်ကောင်စီရဲ့ကပါစာဆလင်းနေရုံတွေတင်ပိုက်နေဖို့ဆိုဆိုရင်ကြုံဝါထားတာမဟုတ်လို့စစ်ခွေးတိုက်နေတဲ့ကတော့ခုကလေးကလင်းနေချလံဖြူထောင်တင်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ပြီးမှမှာဆိုရင်တော့ တော်လိုင်းရဆိုးတွေနဲ့ပူပေါင်းပြမဝင်လာတဲ့ AI ထွက်စက်တွေအရဆိုရင်အခုဆိုရင်လဲပေါ့နော်တိုင်းတိုင်းစစ်စင်နဲ့အောင်မြင်မှုတွေရရှိနေတာဆိုတာကိုလည်းကျွန်တော်အားလုံးသိရှိပြီးပြီပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဆေးရဆိုးကောင်ဝင်ပေးမြောက်လိုင်းရပေါ့နော်မအိမ်မဲကိုပြပြထားတဲ့ဦးသိမ်းမြတ်ဗီဒီယိုလေးကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်စစ်တပ်ရဲ့သဘောဆိုတာကလည်းယာတုလက်မဲ့ဖြစ်သွားရင်အကုန်လက်မဲ့တာပဲဆိုတော့တဘာဝရှိတာကို तू ကကောင်းကောင်းသိပါတယ်အဲ့တော့သူ့အနာဂတ်ကကြမှာကို तू ကိုယ်တိုင်ဗေဒင်မေးဖတ်ရှုလိုက်တဲ့ခါမှာ သွားရလမ်းကြောင်းဟာ ICC မှာတပါတခြားမရှိတော့ဘူးလို့သိမြင်လာပါတယ်။ဟာမိုက်ရဲ့နော်။သူဖတ်လိုက်တဲ့အခါမှာလူရင်းသူ့ကိုနာမည်ပေးကြတဲ့ကျင်းစုဆိုတဲ့ကံကြမ္မာကြီးနဲ့တက်တက်တိုးနေပြီဆိုတာကိုသူသိမြင်လာပါတယ်။သူ့စိတ်ထဲမှာအလွန်မခံချိမခံတာဖြစ်လာဝင်ရပါတယ်။သူ့ရှိကဘုံနေဝင်းတို့ဘူတန်းရွှေတို့ကြတော့ဘဝရှင်မင်းတရားကြီးတွေလိုနေသွားပြီးတော့သူ့လက်ကြမှာကျင်းစုဆိုတော့ကသူ့ဖို့ရကျင်းတတ်ဆရာမရှိဘူးလေ။နောက်ပြီးတော့အာနာရှင်စနစ်တို့ရဲ့သဘောတဘာဝအရာ ရှေ့လူတွေလုတ်ခဲ့တဲ့မြမကောင်းမှုဒုစရိုက်တွေဟာပပျောက်သွားတယ်လို့မရှိပဲနဲ့နောက်တက်တဲ့ခေါင်းဆောင်ရဲ့ခေါင်းပေါ်မှာအကုန်စုပြုံပြီးတော့ကြတတ်ပါတယ်။ဒါကလည်းသဘာဝကြပါတယ်။သူကအလုံးကိုစက်ခံပြီးတော့ကြီးပွားလာတဲ့အာနာရှင်လက်သက်မဟုတ်လား။ငါးတကာယူတဲ့ချီပစစိတ်ခေါင်းပေါ်ကြတယ်ဆိုတော့စကပုံးလိုပါပဲ။အဲ့တော့သူ့အတွက် ICC အိမ်မဆိုးကနေပြီးတော့လွတ်မြောက်ရာလမ်းကြောင်းကိုသူရှာပါတယ်။အဲ့မှာသူဟာဥသိမ့်စိန်ကိုတွားမြင်ပါတယ်။ဥသိမ့်စိန်ကသူ့အတွက်အားကြစရာအိုက်ဒိုကြီးတစ်ခုလို့ ်မြင်ပါတယ်စံပြပုံကိုကြီးသူရဲ့ကောင်းကြီးပေါ့ဥသိမ့်စင်ဟာရွှေဝါရောင်တန်ခါလှုပ်ရှားမှုကိုတက်ဖြတ်နှိမ်နှင်းတဲ့သူတွေထဲမှာဥမြင့်ဆွေနဲ့အတူအဓိကပုံကိုတွေထဲမှာတယောက်ပါဝင်တဲ့သူဖြစ်ပါတယ်အဲ့ဒါလို့တန်ခါတတ်တဲ့ဥသိမ့်စင်ဟာမဘာသာကိုမွေးဖွားသူဖြစ်လာပြည့်တဲ့နောက်မှာတမရာကြီးတမရာကြီးနဲ့ဖြစ်လာလိုက်တာမြန်မာဗုဒ္ဓဘာသာအတိုင်းဝိုင်းမှာသာမကနိုင်ငံတကာမှာအထိကြော်ကြပါတယ်နိုင်ငံတကာကဥသိမ့်စင်ကိုပြုပြင်ပြောင်းလဲရေးဘိတုကာကြီးလို့လို့ဘာလို့လို့ထင်ကြတဲ့သူတွေတောင်မှဟုတ်တယ်နော် နိုဘယ်ကြီးချမ်းရေးဆုတောင်းပေးတော့မလို့လို့ဘာလို့လို့အတန်ထွက်လိုက်ပါသေးတယ်။အဲ့ဒါလောက်ထိအောင်းမြင်ပါတယ်။အဲ့တော့ဘုံမင်းအွန်လိုင်းကသူလဲတမနာကြီးလှုပ်ချင်လာပါတယ်။တမနာကြီးသာဖြစ်လိုက်ရရင် သားရွှေအိုးထမ်းလာတယ်လို့ဖြစ်ပြီပဲ။ ICC ကလည်းလွတ်အောင်ရှောင်နိုင်လောက်မယ်လို့သူတွေးတယ်။အဲ့လိုမျိုးပဲနဲ့စစ်တပ်ကထွက်ပေးရပြီးယာတူးလက်မဲ့ဖြစ်သွားရင်တော့သူ့အောက်ကကောင်တွေကဒေါအောင်ဆန်းစုကြည်နဲ့ပေါင်းပြီးတော့သူ့ကို ICC ပို့တော့မယ်လို့သူထင်လာပါတယ်။ သူမျက်စိရှိမှာကိုပဲဘိုးချုပ်ကျော်ဆွေးလို့ဘိုးချုပ်စိန်ဝင်းတို့ကဒေါအောင်ဆန်းစုကြည်နဲ့ဘလူးဘလက်လုပ်နေတယ်လို့သူထင်လာပါတယ်။သူ့ရင်ထဲမှာခိုကိုရမဲလောက်အောင်ပူလောင်လာပါလိမ့်မယ်။ရိုရင်ဂျာတွေကိုရှို့တဲ့မိဟာသူ့ရင်ထဲမှာအထိလာလောင်နေပါပြီ။အဲ့တော့သူဟာသူ့အတွက်တက်တာရတက်တာချောင်းဖြစ်အောင်သမရယာတို့ကိုတောင်းပါတယ်။အိမ်မက်ဆူကြီးကနေပြီးတော့မွေးဖွားပေးလိုက်တဲ့အိမ်မက်ကောင်းကြီးအဲ့ဒီမှာထွက်ပေါ်လာပါပြီ။အဲ့ဒီအိမ်မက်ကသမရကြီးအိမ်မက်ပါ။သမရကြီးတိတ်ဖြစ်ခြင်းနဲ့အိမ်မက်ပါ။မသေးခင်သမရကြီးဖြစ်လိုက်ရရင်သေပြောပါပြီဆိုတဲ့အိမ်မက်ပါ။ အဲ့ဒီအိမ်မက်အကောင့်ထဲပို့ဖို့အတွက်သမရာကြီးယာတူကိုအေးအေးတက်တာတောင်းယူပါတယ်တောင်းယူလို့မရတော့တိုက်ယူပါတယ်တူတူပြောရရဲ့အာနာသိရတဲ့အဓိကအကြောင်းကြီးတွေကတစ်ချက်ဟာအဲ့ဒါပါပဲကဲဒါပါနော် ကျွန်တော်တို့ဆရာသိမ်းမြတ်ပြောသလိုပဲခုဆိုရင်မြောက်လည်ရနေပြီတော့မှတမရဖြစ်ခြင်းလို့လို့ကအာနာယူပြီတော့မှဒီလိုမျိုးထားလို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်ကြားသိရပဲဖြစ်ပါတယ်နောက်တစ်ခါကျတော့သူယုံကြည်အားကိုးရတဲ့ပါတယ်ဆိုတော့ဗောနော်ဘူတင်းဆရာဆိုရင်လည်းကျွန်တော်အရင်တော့ဒီမဘာတအုပ်စုတွေရနေပြီတော့မှနိုဘယ်ဆုရတဲ့ပုံစံမျိုးနဲ့ပြောဆိုနေတဲ့ဟာတွေကိုကျွန်တော်လိုင်းပေါ်မှာ blue ပြန်နေအောင်ဗောနော်တွေးရှိပြီးပြီပဲဖြစ်ပါတယ်ဒါကဒီမဘာတမျိုးညစ်တွေနဲ့မျိုးချစ်ဆိုတဲ့ကောင်တွေရနေပြီတော့မှခုဆိုရင်ကျွန်တော်ပြီးသူတွေပေါ်မှာစစ်ပြင်းလောင်းနေတာပြီတော့မှမြောက်လိုင်းကိုဒီလိုမျိုးအာနာထအသိနိုင်အောင်အနောက်ကွယ်နဲ့ပံပိုးပေးနေကြတဲ့ အုပ်စုတွေဖြစ်တယ်ဆိုတာကျွန်တော်အားလုံးသိရှိပြီးပဲဖြစ်ပါတယ်ကျွန်တော်ပြည်သူတက်လုံးအနေနဲ့ကတော့ဒီစခွေးတတိုင်းနဲ့ပေါ့နော်မြောက်လိုင်းတို့ပေါ့ဝင်စကောင်းဆောင်တွေအားလုံးလည်းဒီနေ့ထဲမှာဖြိုးချနိုင်ဖို့စူးစမ်းနေတာမို့လို့မြောက်လိုင်းရဲ့သမရဖြစ်ချင်လို့နဲ့မဟာရင်မြတ်ကတော့ဒီနေ့ထဲမှာပဲလုံးပါပါတော်တော်မယ်ဆိုတဲ့အကြောင်းဒီနေ့ကနေတိပေးပြောလိုပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ဘောမရက်ကကျွန်တော်များများနေပြီးတော့အခုဆိုရင်တရိုင်းရှုံးပြီးတော့ပါနော်စောက်တီရမရဖြစ်နေတဲ့မြောင်းနိုင်ကိုဘယ်လိုမျိုးဒက်ဆော်ထားလဲဆိုတာတစ်ချက်တော့ကြည့်လိုက်ရအောင်ဟာနေအမြေတွေကိုဒီကောင်တွေလှုပ်ရှင်နေလို့ထင်တိုင်းကျဲကျင်နေကျင်းနေတာ ိုမလက်နက်ကင်ဒီလက်နက်ကင်ဒီကောင်တွေနောက်ကနေကျိုးကင်နေကျိုးကင်တွေကြောင့်ကျိုးကင်နဲ့မြင်းမြင်းသားနဲ့တည့်ရဲ့သားနဲ့ကျွန်တော်တို့မှာဗဇက်ကြီးပိတ်ပြီးတော့ချစ်ချစ်ပြပြမဆိုလို့ငြိမ်ခံခဲ့ရတာခင်ဗျဘယ်လောက်ရှင်းသားဖို့ကောင်းလဲခင်ဗျစဉ်းစားကြည့်တယ်ဘယ်လောက်ရှက်ဖို့ကောင်းလဲတော်တော်လေးကျွန်တော်တို့တိုက်ပြီးကမဖြစ်နေလို့ဆိုတော့ဟိုခေါင်းဆောင်လုပ်တဲ့သူတွေလည်းခေါင်းဆောင်စိတ်ရှိလားမရှိလားမသိဘူးအောက်ကတာမန်ကျွန်တော်တို့လေယာလိုက်အလှော်လိုက်အလှော်လိုက်ပုံကိုတွေကလည်းဟိုငြိမ်ငြိမ်သွေးကြက်ကောပြေးကြရလားမသိဘူး သူပေါ်ပါလားဘယ်လိုဟာလဲကျွန်တော်တွေ့တော့ဒီကြိုက်ပြီမှာကျွန်တော်တို့စဉ်းစားလို့မရဘူးဒီမှာသူများစော်ကားကျင်နေစော်ကားနေအောင်ကျွန်တော်ငြိမ်ခမ်းနေရတယ်အခုကျွန်တော်ပဲထားပါတော့ကျွန်တော်အခုသွားမယ်ကဲကျွန်တော်ကနေပြီးတော့အိန္ဒိယရဲ့ဘယ်နေရာပေါ့ဗျာခါတော့ကတိနေနေတဲ့နေရာကျွန်တော်တို့ပိုင်ခဲ့တာငါတို့ပိုင်ခဲ့တာငါတို့ဘယင်းနေပိုင်ခဲ့တာငါတို့နေရာငါတို့ပြန်ပေးလို့ကျွန်တော်တို့အဲ့လိုပြောရင်ကျွန်တော်တို့နေထိုင်နေရတဲ့အိန္ဒိယကျွန်တော်တို့ပြန်တော့ရှာမယ်နော်ဒါပေမဲ့ကျွန်တော်တို့ပြောလို့အဲ့လိုမပြောဘူးကျွန်တော်တို့သွားလည်းမပြောဘူးဆိုတော့အခုလက်ရှိနောက်ဆုံးတတ်မှတ်ထားတဲ့နန်နမိတ်ကြီးနောက်ဆုံးတတ်မှတ်တာအတီးပဲအဲ့ဒါအတီးပဲအဲ့ဒါရဲ့အပေါ်မှာဟိုဘက်ကပြန်မသွားနဲ့ပြန်မသွားတာအကောင်းဆုံး ဲ့လိုသွားချင်းဆိုကဘာဥစ္စာတွေကတက်ကြဖြတ်ကြတေးရကြကြနေမြေဆိုတော့အမြဲတမ်းအပြောင်းလဲဖြစ်နေတာနော်ကုလသမဂ္ဂကြီးပေါ်လာပြီနောက်ပိုင်းကျွန်တော်လွတ်လပ်ရပြီနောက်ကုလသမဂ္ဂကြီးပေါ်ပြီနောက်ပိုင်းအဲ့ဒီနောက်ပိုင်းမှာပေါ်လာတဲ့နေနမိတ်တွေတိုင်းပြည်နေနမိတ်တွေအဲ့ဒါတွေကတရားဝင်တီးပြပြီးသားကဘာနဲ့ချီပြထားတာပြီကတကဘာတော့အတိမပြူထားပြီးသားကြီးအဲ့ဒါကြီးကိုမှထပ်ပြီးလာပြီးဖဲ့ယူနေသလိုစော်ကားခြင်းသလိုပြောနေတာကြီးကကျွန်တော်တို့ကအဲ့ဒါကြီးကိုငြိမ်ခံရတယ်ဆိုတာကတော့မဟုတ်ဘူးဗျနိုင်ငံငယ်တာသေးတာကြီးတာနဲ့မဆိုင်တော့ဘူးကျွန်တော်တို့ရဲ့တတိပြတ်တည်နဲ့စိတ်သက်မျိုးချစ်စိတ်အဲ့ဒါရေးကြည့်တယ်ဗျ ခုကကျွန်တော်တို့တိုင်းပြည်မှာအုပ်ချုပ်နေတဲ့ခေါင်းဆောင်တွေတိုင်းပြည်တကယ်ချစ်ကြရလားကျွန်တော်စဉ်းစားလို့မရတော့မေးပြီနော်တကယ်ချစ်ကြရလားခင်ဗျားတို့ဗျာတကယ်တိုင်းပြည်ချစ်ကြရလားတိုင်းပြည်တကယ်ကိုခင်ဗျားတို့လက်ထက်မှာခင်ဗျားတို့လက်ထက်မှာဒီတိုင်းပြည်ရဲ့တိုင်းပြည်ရဲ့ကံကြမ္မာကြီးကိုခင်ဗျားတို့လက်ထက်မှာကျွန်တော်ထားရတာကြောက်တော့ကြောက်လာတယ်ခင်ဗျားတို့တိုင်းပြည်ရဲ့ကံကြမ္မာကိုခင်ဗျားတို့လက်ထက်မှာထည့်ထားရတာခင်ဗျားတို့ကခင်ဗျားတို့ယူသွားတာခင်ဗျားတို့ကခင်ဗျားတို့ကင်ထားပြီးတော့ခင်ဗျားတို့ကခင်ဗျားတို့လုံချင်နေလုံနေတာမျိုးတို့ကကျွန်တော်တို့တန်ဖိုးကျွန်တော်တို့ပွင့်လာပြန်တိတ်ကိုကျွန်တော်တို့စိုးရိမ်လာတယ်ဒီတိုင်းပြည်ကံကြမ္မာခင်ဗျားတို့လက်ထက်မှာနော်ဒီမိကံကြမ္မာခင်ဗျားတို့လက်ထက်မှာ ကျွန်တော်တို့ရဲ့ဘဝတွေအသက်တွေဘဝတွေအကုန်လုံးခင်ဗျားတို့လက်ထက်မှာခင်ဗျားလှုပ်ချင်ရင်ရှောက်လှုပ်နေတာတွေကျွန်တော်တို့အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်နည်းနည်းလေးတော့ခင်ဗျားတို့လည်းနည်းနည်းလေးတော့ခေါင်းဆောင်စိတ်တိုင်းပြည်ချစ်စိတ်လေးမျိုးချစ်စိတ်လေးပြကြအောင်ဗျခင်ဗျားတို့လေကျွန်တော်ကြည့်ရတာစိတ်ထဲမှာတော့စင်မပြေဘူးဗျကျွန်တော်ပွင့်နေပြောရင်ရင်ထဲမှာတော့တော်တော်ကြီးတယ်အဆိုင်ခဲကခင်ဗျားတို့ကျွန်တော်ကြည့်နေရအဆိုင်ခဲသိကြည့်မရတဲ့အဆိုင်ခဲတော်တော်ကြီးတယ်ဒါပေမဲ့ကျွန်တော်ဒီလောက်ပဲပြောလို့ရတယ်ပေါင်နေရမယ်ဒီလောက်ပဲပြောလို့ရဒါတော့ကြော်ပြောရင်လေဟိုကဘာမှမဖြစ်ဘူးကျွန်တော်ကထောင်ထဲရောက်မှာ ကဲထောင်ချမတော့ကြောက်ရနေပါနော်ခုဆင်မြောက်လိုက်တဲ့အုပ်စုကိုမြေချစ်ဆက်ရှိလာဆိုပြီးတော့မှမေးလိုက်တဲ့အကြုံမျိုးပဲဖြစ်ပါတယ်သူတို့အနေနဲ့ကတော့မြောက်လိုက်ဆိုရင်အရေးချင်းမရှိဘူးဆိုတော့တဖြည်းဖြည်းနဲ့တိလာပြေတော့မှာနော်အခုဆိုအိန္ဒိယလို့တော့မှကလည်းပြေတော့မှကျွန်တော်ကဘောချိန်ဝန်နေသားကိုသူတို့နေမေးဆိုပြီးတော့မှလာတော့တဲ့ပုံမှာသူကနေပြေတော့မှာပေါ့နော်မချီးတင်ခန်းနဲ့ မြောက်လိုင်းတို့အုပ်စုပြန်ပြီးတော့မှဆုံးမပြောဆိုနေတော့ကျတို့တွေ့ရပဲဖြစ်ပါတယ်။မြောက်လိုင်းနေတဲ့ဒီလိုမျိုးဆက်ပြီးတော့မှမ US နေဦးမယ်ဆိုတော့ကျတို့ပြည်သူတွေဒါမှကသူတို့ကိုထောက်ခံပါတယ်ဆိုတော့ jump တွေနဲ့ဒီပေါ်မှာတိုက်ရပါနော်။ကျင်မဲ့ကျုံခိုင်ပြီးတော့မှပြန်ပြီးတော့မှပုံကန်ထားချတဲ့မျိုးတွေဒီနေ့ထမ်းပါဖြစ်ပေါ်လာနေတာဖြစ်ပါတယ်။ကဲကျတို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကပေါ့ကနေပြီးတော့မှပါနော်။နထိုးကြီးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးခြေကွက်လောက်မျိုးဆက်နဲ့ပြောထားလဲဆိုတာကျတို့ဆက်ကြည့်လိုက်ရအောင်နော်။ငင်းကြိုင်နထိုးကြီးဘက်ကတောင်ရှင်ဖျားမပြောဘူးလားတဲ့။ ပြောပါဦးခရီးထွက်နေတဲ့ကြောင့်ဥစဉ်တော့မပြောနှစ်ခါရှိပြီမင်းကျန်တဲ့ထိုးပြီးပြန်မှာဆိုရင်ဒါကတော့ဥစဉ်တော့ခေါင်းဆောင်နဲ့စီမံတဲ့လူတွေအသုံးမချလို့ပဲဥစဉ်အောင်သုံးတတ်ချင်တယ်ဟာနောက်တစ်ကောင်ပြန်ပြောပြီနော်သွားရမယ်ဘလို့ဘလို့နေကန်ဟုတ်လားဘယ်ဖွဲ့နဲ့ဘလို့ဖွဲ့စည်းရမယ်ဘလို့ဘလို့ကင်းထောက်ရမယ်ဆိုတော့တို့တို့တွေတိတိကြီးနေဒါကထားပါနော်နှစ်ခါရှိပြီပေါ့နော်အဲ့နှထိုးကြီးပဲမှာရောဒီကျမ်းဖက်တည်းကမသေးဘူးလားပီတီအကျမ်းဖက်တည်းမသေးဘူးလားဆိုလဲသူလည်းသေးတာမှတောက်တော့ကိုလဲနေတာဒါပဲနဲ့ဘသူမှတို့တို့ပုံတွေချမပြဘူးဘာချပြတယ်ဒီပါမြန်ပြည်သူတွေကိုဘုံနဲ့ချဲသွားပါတယ်ပြည်သူတွေကိုစက်တနတ်ကြီးနဲ့ပြစ်သွားပါတယ် ်ပြီးတော့ကောင်းကင်ကလေဒီနဲ့ချသွားပါတယ်ဆိုမှဝါရခံကြတာပဲအဲ့ဒါမှန်ပဲလေငါပေါ့ရဒီပီဒီအရဖက်ကပြည်သူဖြစ်သွားတာပဲအားပေးတဲ့သူအားပေးတဲ့ပေးတဲ့ထောက်ဖို့လုပ်တဲ့သူကလည်းပြည်သူဖြစ်သွားတာပဲအဲ့တော့ဖင်းလိတ်ကောက်ထောက်အောင်ဘယ်လိုပဲပြည်သူကိုတေးပါပြည်သူတွေတက်နေတယ်ဩဩကဘာကတိတယ်ဘဝကတိတယ်အဲ့တော့နထိုးကြီးပဲကိုနောက်ထပ်စေချောင်းတွေခုထိုးနေတယ်ထိုးနေတဲ့အခါမှာလည်းကိုကရုံးကန်းထဲမှာနေမှာဟဲ့အောင်နေမတော်ရဘူးလားမတော်သေးဘူးလားဆိုတဲ့ပုံစံကိုမလုပ်ကြနဲ့။မင်းများအရင်မှမြင်ကြမှာမတ်ယူမွေလို့ရှိတယ် ဘယ်နေရာကင်းထောက်ခိုင်းမယ်ဘယ်နေရာထောက်ခိုင်းမယ်အဲ့လိုမှယုံကြည်မှမရှိဘူးတို့တွေကမှယုံကြည်မရှိဘူးဒီလိုမှချိန်ဆက်မှုမလုပ်ဘူးဆိုရင်တော့ခင်ဗျခိုင်းမနေနဲ့လက်နဲ့တာခိုင်းပြန်သိမ့်မလိုက်အပူပဲဒါဥစဉ်တို့ကဒီနေကန်ဒီမြေလောင်နေပြီနော်ဒီဖြစ်နေတဲ့ຢာမြေပြင်းနေကန်လောက်ကတော့ဘယ်သူမှပို့မတိနိုင်ဘူးဟွန်းဘယ်မြေပုံကြီးပဲကြီးကြီးဘလို့ဟာပဲကြီးကြီးဂူခဲပဲကြီးကြီးနော်ဂူခဲပဲကြီးကြီးမြင်းကြံလို့နှထိုးကြီးလို့နေရာမျိုးခင်ဗျဗန်မွေးရတရားတူရာကြီးဦးအေးမင်းအောင်လို့လားခင်ဗျရှင်းလိုက် ကဲငါပေါ်တော့အခုစံသူတို့နှစ်ထုတ်ကြီးဖြစ်စင်ပါစစ်ခွေးတိုက်ပါနော်စစ်ကြောင်းလည်းပြုတ်ထက်တော်လို့တော်တော်လေးကိုပေါက်ကွဲနေတာပဲဖြစ်ပါတယ် ဒီချိန်မှာမမြင့်ချမ်းဘက်ကတီရာယုံမလို့ဥဆောင်တဲ့ပြူခွေးတွေနဲ့သူတို့ဒီစကောင်စီတပ်ဖွဲ့ဝင်တွေကြားထဲမှာအဆမ်းမရှိဘဲနဲ့ပြဿနာလေးတွေရှိတယ်ဆိုတဲ့အကြောင်းလဲကျွန်တော်မျိုးပါပြဆိုတဲ့တီရှိရတာဖြစ်တယ်ဆိုတဲ့အကြောင်းလဲပေါ့နော်ငါ့ဘုတ်ကိုယ်တိုင်ထုတ်ဖို့ပြောကြားထားတာမလို့ကျွန်တော်ဘက်ကနေပြီးတော့မှစီလုံးညာဆောင်နဲ့တိုက်ထုတ်လိုက်မယ်ဆိုတော့အခုဆိုမြင့်ချမ်းဘက်မှာတော်တော်လေးကိုတောင်းချနေတဲ့ပြူခွေးတက်တက်ကိုလည်းရှင်းထုတ်နိုင်မှာပဲဖြစ်ပါတယ်ဘလို့ပဲပြောပြောကျွန်တော်အညာတွေတက်မှာတော့တော်လိုင်းရအစုတွေနှုတ်ထလာတာဖြစ်ပြီးတော့တပေါင်းစုတစ်ခုတွင်နေခုဆိုရင်စစ်ကြောင်းလိုက်ကိုဒီပြုတ်ထွက်တော့မှာနော်တက်ခတ်မှုတွေလည်းကျွန်တော်တို့အခုရဲ့ပိုင်းကစစိတ်ကြားလာရတာပဲ ဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အဘာသာစကောင်းမနေပြတော့အခုဆိုရင်တို့ဆက်ရှုံးတာတွေရှိလာတော့မှမလို့ပါနော်ဘယ်လိုမျိုးတွေလို့ဆောင်တင်လဲဆိုတာကိုပြောချထားတဲ့အရာလဲကျွန်တော်တချို့လောက်ကြည့်လိုက်ရအောင်နော်ကျွန်တော်ကတော့ရှင်းရှင်းစင်မြင်တဲ့နေရာမှာတောင်းပန်ထမ်းဆောင်နေပါတယ်อืมပြောပါအားလုံးကျွန်တော်ရဲ့ညီကိုတွေကိုပြောချင်တာကတော့ကျွန်တော်အခုတင်တဲ့တတော်လေးကိုဘယ်ထိရောက်လဲသိချင်လို့ပါတခါမှတော့မသိဘူးကောကောမန့်လေးမှာတော့တချို့လောက်ရေးပေးထားခဲ့နော် အဲကျွန်တော်ပြောချင်တာကကျွန်တော်ညီကိုတွေအကုန်လုံးတန်ဖိုးတွေခါရလေးကိုတော့မနေ့ကူကောက်ညာကူကောက်တော့ယူပေးပါတကယ်အနေရကင်းပါတယ်ကျွန်တော်လည်းဒီထက်မကယွတ်နေပါတယ်နော်ကျွန်တော်တို့ရှေ့တန်းမှာအနေရကင်းစီဖို့ကတော့ဒီခါရလေးရှိပါတယ်တန်တဲ့ခါရလေးလည်းရရင်ရတဲ့လောက်ယူကြဖို့အကျိုးမရောက်ပါဘူးကျွန်တော်ကတော့ တမူရီကာတာလည်းယွတ်တယ်အထနာမီတန်ကာတာလည်းယွတ်ပါတယ်ကဲဒီကောင်ပြောပွန်ရတော့အခုချိန်မှာသူတို့ကန်နေတာဆိုလို့ဒီတန်ဘိုကာတာတွေပဲရှိတယ်ဆိုတဲ့အကြောင်းပါနော်သူကိုယ်တိုင်ထုတ်ဖို့ပြောချထားတာဖြစ်ပါတယ်ကမ္ဘာအဆင့်မီစတန်ဒတ်အာမီကြီးကတော့အခုဆိုရင်ဆလင်နဲ့ပေါင်းများစွာရှိပေမဲ့ကျွန်တော်တို့တော်လရဲဆိုတဲ့တမမနိုင်တော့ဘက်နဲ့ဒီလိုမျိုးသူတို့အော်လိုင်းတွေပြီးတော့မှတမိုးတွေကိုရွက်ပြတော့မှာပေါ့နော်ကျတို့တိုက်နေရတယ်ဆိုတဲ့အကြောင်းသိရှိရတာမို့လို့ကျတို့ဘက်ကနေပြတော့မှာဒီတော်လိုင်းမှာအလေးတန်နေပြီဆိုတဲ့အကြောင်းကိုလည်းကျတို့ခုဆိုရင်မြဝထင်းထင်တွေ့ရတာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတပုတ်နေနဲ့အိန္ဒိယလွတ်တော်မှနေပြီးတော့မှကဘောချန်ဝမ်ဒေတာကိုသူတို့ပိုင်နေပြီဆိုပြီးတော့မှပြောချလိုက်တဲ့ပုံမှာကျွန်တော်တော်လန်ပီတူတူကနေပြီးတော့မှဘယ်လိုပြောထားလဲဆိုတာကျွန်တော်တက်ချလောက်ကြည့်လိုက်ရအောင်နော်မြန်မာနိုင်ငံရဲ့ပိုင်နဲ့မြန်မာနိုင်ငံအတွင်းထဲမှာရှိတဲ့ဒီသကိုင်းတိုင်းနောက်ပိုင်းမှာရှိတဲ့ကဘောချိုက်ဝမ်ဒေတာကိုအိန္ဒိယနိုင်ငံထဲပြန်ပေါင်းထည့်ဖို့အိန္ဒိယနိုင်ငံကပြန်လဲရယူဖို့အဆိုတင်သွင်းတဲ့အဆိုအခုဖြစ်ပါတယ် တော့အဲ့ဒီအဆိုကိုအဲ့ဒီအိန္ဒိယတွေ့တော့အမကဘာကြောင့်တင်သွင်းတာလဲဒီကပေါ်ကြိုက်ဝမ်းဆိုတာမြန်မာနိုင်ငံအပိုင်းမြန်မာနိုင်ငံနယ်မြေထဲမှာရှိတဲ့ဒေတာဖြစ်ပါတယ်အဲ့ဒီကပေါ်ကြိုက်ဝမ်းမှာဘာတူတွေအများဆုံးနေကြလဲဆိုရင်ကိုကီးလူမျိုးတသဲလူမျိုးနဲ့ဒီချင်းပြည်နယ်မီဆိုလူမျိုးတွေအများစုနေထိုင်ကြတာဖြစ်ပါတယ်ကပေါ်ကြိုက်ဝမ်းကဝေးလံခေါင်းတီးပြီးတော့မှဒီ မြန်မာပြည်အင်မတန်အနေနဲ့ပြီးတော့မှမြို့ရွာတိစောက်မှုကလည်းအင်မတန်နည်းပါတယ်ဒါပေမဲ့အဲ့ဒီကဘော်ကြိုက်ဝမ်းကိုအိန္ဒိယလွှတ်တော်အမတ်ကဘာကြောင့်ပြန်လူချင်ရတာလဲဘာကြောင့်ဒီအဆိုးသူတင်သွင်းတာလဲအဲ့တော့အဲ့ဒီကဘော်ကြိုက်ဝမ်းကိုအိန္ဒိယနိုင်ငံတဲ့ပြန်ပေါင်းထည့်ဖို့ဆိုရင်အိန္ဒိယစစ်တပ်ကမြန်မာနိုင်ငံကိုကျူးကျော်စစ်ဆင်နွှဲမလားစစ်တိုက်ပြီးတော့ပြန်ယူမလားဆိုတဲ့မေးခွန်းတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့အလုံးမြင်တာကအဲ့ဒါလိုမြင်ပေမဲ့လို့တကယ်တမ်းအဲ့ဒီကပေါ်ကြိုက်ဝမ်းရဲ့အသွင်ပိုင်းပြဿနာကအဲ့ဒါမဟုတ်ပါဘူးအဲ့ဒီလွှတ်တော်အမတ်တင်အဲ့ဒီအဆိုးကိုတင်သွင်းတဲ့ရည်ရွယ်ချက်ကလည်းအဲ့ဒီရည်ရွယ်ချက်မဟုတ်ပါဘူးအဲ့ဒီကပေါ်ကြိုက်ဝမ်းမှာအဓိကပြဿနာအကြီးကြီးတစ်ခုရှိနေပါတယ်အဲ့ဒီပြဿနာဘာလဲဆိုတော့ ဒီအိန္ဒိယနိုင်ငံမရိပူရာပြည်နယ်အစိုးရနဲ့အိန္ဒိယရဲ့ဗဟိုအစိုးရကိုတော်လှန်ပုံကန်နေတဲ့ကတဲ့လူမျိုးလက်နက်ကင်ကူကီးလူမျိုးလက်နက်ကင်တွေအများစုနေထိုင်အခြေချတဲ့အရက်ဒေသဖြစ်နေပါတယ်အတားကိုမြန်မာစစ်တပ်ကနှစ်ပေါင်းများစွာကြောတောက်နောက်ခံပေးထားတာဖြစ်ပါတယ်မြန်မာစစ်တပ်ကအဲ့ဒီအိန္ဒိယတပုံတွေကိုဗားကြောက်ကြောတောက်နောက်ခံပေးထားတယ်ဆိုရင်အိန္ဒိယအစိုးရကိုနိုင်ငံကြီးအရာဖိအားပေးခြင်းလို့အိန္ဒိယတပုံတွေကိုမြန်မာအစိုးရကကြောတောက်နောက်ခံပေးထားတာဖြစ်ပါတယ်တို့တော့ အဲ့ဒီသဘောတိုက်ဝန်းကမြန်မာနိုင်ငံပိုင်နှက်ဖြစ်နေတဲ့အတွက်ကြောင့်အိန္ဒိယစစ်တပ်ကထိထိမိမိဝင်ရောက်ချေမှုန်းခြင်းဖယ်ရှားခြင်းပြုလုပ်လို့မရပါဘူးအဲ့ဒီအတွက်ကြောင့်အဲ့ဒီအဆိုကိုအိန္ဒိယတို့တော့အမှကတင်သွင်းခြင်းဖြစ်ပါတယ်နော်မြန်မာအစိုးရကအိန္ဒိယတဘုံကိုကြောတော့နောက်ခံပေးထားပြီးတော့ဘာလုပ်တယ်လဲဆိုရင်ဒီဒီချင်းလက်နက်ကင်တွေနော်ပြီးတော့ဒီဘက်ကနူးတော်လိုင်းရေးမှာဆိုရင်လည်းဒီကလေးတမူးစစ်ပွဲတွေမှာဆိုရင်အဲ့ဒီကလေးတမူးက PDF ကဒီအကြမ်းဖက်အာဏာသိမ်းစစ်တပ်မရောက်နိုင်စစ်တပ်ကိုပဲတိုက်နေရတာမဟုတ်ဘဲနဲ့မရောက်နိုင်စစ်တပ်ကအဲ့ဒီ ကတဲ့လူမျိုးအိန္ဒိယတပုံကတဲ့လူမျိုးလက်လက်ကင်တွေကိုပါ PDF တွေကိုတိုက်ပေးဖို့သူကဒီကောင်တွေအကူအညီတောင်းထားတယ်ပြီးတော့မင်းအောင်နိုင်ကအတုံးချနေတာဖြစ်ပါတယ်ကြည့်ဒီမှာကျော်တော့ဗောနော်တော်လန်ပြည်သူသူပြောတယ်လို့ပဲဒီအိန္ဒိယလွတ်တော်မှာနေပြီးတော့မှာကဘောချန်မနေတောက်သူတို့ဒီအိန္ဒိယပိုင်ဆိုပြီးတော့မှာအဆိုတင်ညွှန်းတဲ့ကိစ္စကတော့ကျော်တော့ခုဆိုရင်ပိုလိုရဲနေတာဖြစ်ပြီးတော့မှာဒီကတဲ့လူမျိုးတွေကိုစကောင်စီနေပြီးတော့မှာပံ့ပိုးနေတယ်ဆိုတဲ့ကြောင်းလဲဗောနော်သူကနေပြီးတော့မှာပြောဆိုထားတာပဲဖြစ်ပါတယ်အခုဆိုရင်ကျော်တော့ဒီတော်လန်ရေးလုံနေတဲ့အချိန်မှာပဲတမိုးကလေးဘက်မှာဆိုရင်စကောင်စီနေပြီးတော့မှာ ဒီကတဲ့လူမျိုးတွေဖြင့်ပြူစော်ထီရှမ်းနေတဲ့တွေနဲ့ပူပေါင်းပြီးတော့မှကျွန်တော်တို့တော်လိုင်းရဲ့တပုတ်ဝင်တွေကိုဖန်ဆင်းနေစစ်တက်ဖြတ်တာတွေပြီးတော့မှပီတူတွေဆင်းနေငွေချေးတောင်းညက်တာတွေလည်းစစ်တိုက်လို့ဆောင်နေတယ်လို့ကျွန်တော်တို့သိရှိတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အိန္ဒိယတွေကိုတိုင်ကနေပြီးတော့မှပေါ့နော်အခုဆိုရင်သူတို့ဒီကမ္ဘောဂျီမန်ဒေတာကိုပြန်ပြီးတော့မှလိုချင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုလာကြတော့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ဒါကမြောက်လိုက်လို့မွေခဲ့တဲ့ ကိစ္စဖြစ်ပြီးတော့မှခုဆိုရင်ဒီပြဿနာပိုပြီးတော့မှကြီးထွားလာတာကိုကြိုတွေ့ရပဲဖြစ်ပါတယ်ဒီတော်လိုင်းမှာတော့စခွေးတိုင်းနဲ့မြောက်လိုင်းတို့အုပ်စုရဲ့ဒီလိုမျိုးပေါ့နော်ရှာခဲ့တဲ့ပြဿနာ16000ဆိုရင်ကျွန်တော်တို့တော်လိုင်းရဲ့ဆုရဲနဲ့ပြီးတော့မှပြန်ပြီးတော့မှခံရတာပြီးတော့မှဒီတော်လိုင်းမောင်းမြင်မချင်းကျွန်တော်ဘက်ကနေပြီးတော့မှဒီစကောင်စင်းနဲ့သူတို့အာနာရှင်လူစုကိုဖြိုချဖို့အချိန်တန်ပြီဆိုတဲ့အကြောင်းကိုလည်းအခုဆိုရင်တတိပေးခေါင်းလုံးတန်မြင်နေတာပဲဖြစ်ပါတယ်။ပြီးသူတည်းလုံးပူအောင်ပြတော့မှကျွန်တော်တို့2025ခုနှစ်ထဲမှာမြောက်လိုက်တဲ့အုပ်စုကိုဖြိုချသွားမယ်ဆိုတဲ့အကြောင်းပြောကြရင်လည်း ဒီနေ့နေခင်မတဲ့ဖျက်ဗီဒီယိုကိုဒီနေ့မပဲဆုံးသက်ချင်ပါတယ်။ဆက်ဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးစိတ်ချမ်းသာကိုယ်ချမ်းမြေ့ခြင်းနဲ့ပြည့်စုံပြီးတော့မှမြောက်လိုက်မေးပေးတာနဲ့ကြွေးကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းစုမကောင်းတောင်းပေးလိုက်ပါတယ်။